Amen. ူများကိုအပြစ်တင်တာသူများကိုကဲ့ရဲ့တာဟာကိုယ့်ပေါ်မှာပြန်ပြီးတော့ကြာရောက်တတ်တယ်။ကြီးမားတဲ့အပြစ်တစ်ခုပြန်လေကိုယ့်ကိုကြောက်။ဒါကိုအလွန်တတိထားစရာကောင်း။လောကလူတွေလူတွေဟာအပြစ်တင်တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်။ကဲ့ရဲ့တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်။မြတ်စွာဘုရားသခင်ကိုရမြရဲ့အဆုံးအမကိုဒီနေရာမှာမှတ်သားတဲ့နေပေါ့။ဒါနေ့စဉ်ဘဝမှာအရေးကြီးတယ်။လူတိုင်းလူရိုင်းရဲ့နေ့စဉ်ဘဝမှာ နှုတ်ကိုဆောင်စည်းခြင်းဆိုတဲ့နှုတ်ကိုစည်းကမ်းကျက်ထားတာအမြဲတမ်းတန်ဖိုးရှိတယ်။လူလောကမှာလှုပ်နေကြတာနှုတ်နဲ့ပြောတာရဲ့ကိုယ်တိလက်ရောက်လှုပ်တာဒီနှစ်ခုပဲရှိတယ်။အဲဒီလိုနှုတ်နဲ့ပြောကိုယ်တိလက်ရောက်လှုပ်တာဟာအမှားရွယ်မရှိအောင်တတိထားပြီးတော့ဆောင်ရွက်ကြရမှာဖြစ်တယ်။အေးပြစ်တင်မှုကဲရမှုနဲ့ပတ်သက်ပြီးသူတစ်ပါးရဲ့အပြစ်ကိုရှုမြင်တဲ့ဟာရှုမြင်တိုင်းကောင်းသလား ကဲ့တာကဲ့တိုင်းကောင်းသလားလို့ဆိုမကောင်းတာတွေအများကြီးเนาะမကောင်းတာတွေအများကြီးရသော်ပြားကဟောထားတယ်ပရဝိစ္ဆာနုပတိတ္တသူတော်ဘာအပြစ်ကိုရှုမြင်တတ်တဲ့ပုဂ္ဂိုလ်လောကလူတွေဟာကိုယ်နဲ့ပတ်ဝန်းကျင်မှာကျင်းဘယ်သူကဖြင့်ဘာလှုပ်တာပဲဘယ်သူကဖြင့်ဘာပြောတာပဲဆိုပြီးတော့တစ်ဖက်သားကဘလိန်လှုပ်ဖို့ပဲစဉ်းစားတယ်များ နော်ကိုယ့်ကိုယ်လည်းမမရင်ရင်တွေးခေါ်မျှော်မြင်မှုမမရင်ရင်တွေးခေါ်မျှော်မြင်မှုဆိုတာကတော့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူး ဖရာသခင်ဖန်ဆန်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလို့လို့ဘာမှမဖြစ်ပါဘူးသူတော်ဘဝအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညင်းပယ်တဲ့အမြင်မျိုးရှိလို့ရှင်မိစ္ဆာဒိဋ္ဌိတို့ခေါ်တယ်ပြရတယ်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ဖို့ကိုယ်ပစ္စည်းဖြစ်အောင်လုပ်ဖို့စိတ်ကူးနေတာဘာနဲ့စိတ်ကူးတာတော့လောဘနဲ့စိတ်ကူးတာဟုတ်ကဲ့လား အဲ့ဒီလိုစိတ်ကူးလိုက်ယုံနဲ့ပဲသူကကံအရာမြောက်သွားတယ်တဲ့ဒါကြောင့်မနောကပါဇက်ကထုတ်မပြောခြင်းနေလက်နဲ့မလုံခြင်းနေစိတ်ကူးလိုက်ယုံနဲ့ပဲအဲ့ဒီဟာကံအရာမြောက်သွားတယ်အဘိဇာတဲ့သူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုရဲကြံတွဲမှုသည်ဒါလူတွေကတချို့ကပြောကြတယ်အဘိဇ္ဇာများတယ်အဘိဇ္ဇာများတယ် သူများအပြစ်တွေပြောတဲ့ပုဂ္ဂိုလ်အဘိဓါများတယ်လို့တချို့ကပြောတယ်အဲ့ဒါမှားပြီးတော့ပြောတာအဘိဓါဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်အောင်စိတ်ကူးနေတာကိုယ်ပစ္စည်းဖြစ်လို့မှုကြံတွဲမှုကိုဝိဇ္ဇာတို့ခေါ်တယ်တဲ့မတရားတဲ့လောဘတစ်မျိုးပဲပေါ့နော်မှန်ပါဗျာနောက်တစ်ခုကဖြာပါဒမှမှရင်ပြေခေါ်မြုံမြင်မှု မမယင်တွေးခေါ်မျောမြင်မှုဆိုတာဘာလို့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူးဖရာသခင်ဖန်ဆင်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလို့လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာဝအတိုင်းဖြစ်နေတာပါလို့ ကံနဲ့ကံဤအကျိုးကိုညင်ပယ်တဲ့အမြင်မျိုးရှိလို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။ပြရတယ်။ဒုညပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ဖို့ကိုယ်ပစ္စည်းဖြစ်အောင်လုပ်ဖို့စိတ်ကူးနေတာ။ဘာနဲ့စိတ်ကူးတာတော့လောဘနဲ့စိတ်ကူးတာ။ဟုတ်ကဲ့လား။အဲ့ဒီလိုစိတ်ကူးလိုက်ရုံနဲ့ပဲသူကကံအရာမြောက်သွားတယ်တဲ့။ဒါကြောင့်မနောကံ ပါဇက်ကထုတ်မပြောခြင်းနေလက်နဲ့မလုပ်ခြင်းနေစိတ်ကူးလိုက်ရုံနဲ့ပဲအဲ့ဒီဟာကံအရာမြောက်သွားတယ်အဘိဇ္ဇာတဲ့သူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုရဲကြံတွဲမှုသည်ဒါလူတွေကတချို့ကပြောကြတယ်အဘိဇ္ဇာများတယ်အဘိဇ္ဇာများတယ် ူမြအပြစ်တွေပြောတဲ့ပုဂ္ဂိုလ်အဘိဇ္ဇာများတယ်လို့တချို့ကပြောတယ်အဲ့ဒါမှားပြီးတော့ပြောတာအဘိဇ္ဇာဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးသူမြပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်အောင်စိတ်ကူးနေတာကိုယ်ပစ္စည်းဖြစ်လို့မှုကြံတွဲမှုကိုဝိဇ္ဇာတို့ခေါ်တယ်မတရားတဲ့လောဘတစ်မျိုးပဲပေါ့နော်မှန်ပါဗျာနောက်တစ်ခုကဖြာပါဒမိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ ဖရသခင်ကဖန်ဆင်းတာတာဒါကြောင့်မဟုတ်လို့မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြစ်မရှိဘူးဆိုရင်ဒီလိုဟောမယ်ဆိုရင်ပန္နတိပန္တဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖရသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပန္နတိပန္တကို ကုသိုလ်လို့ဟောတာ ਨੇ မတူဘူးလားအေးအာဓမ္မကိုဓမ္မလို့ဟောတယ်ဆိုတာအဲ့ဒါမျိုးပြောတာเนาะအဲ့တော့လောက်ကောင်းနေတို့တချို့ကထင်ကြတာမှုတွေအခြေခံကွဲပြားခြားနားမှုမသိလို့ရှင်ရောရောင်ပြီးတော့ဘာသာတရားဆိုတာတူတူပါပဲလို့လုံးတဲ့ထဲမှာဟာဟုတ်နိုးနိုးလို့ထင်ပြီးတော့သွားလုံးပြီးလို့ရှိရင်ဒုက္ခတွေရောက် အဲ့တော့လုံးဝမတူအနှစ်သာရပိုင်းကိုကြည့်ရမယ်လုံးဝမတူဥပုသ္ဆောင်းနာလေးတစ်ခုပဲကြည့်လေဥပုသ္ဆောင်းနာလေးပဲတစ်ခုကြည့်ဘုန်းကြီးတို့ဟောထားတာရှိတယ်ဥပုသ္ဆောင်းခြင်းအတိတ်ပဲဆိုတာအရင်ကဟောထားဘူးလေအဲ့ဒီဥပုသ္ဆောင်းနေဆိုတာကောကအမ္မတမကွာခြားတယ်ဘုရားဘာသာတွေဥပုသ္ဆောင်းနေဆိုတာကိုချင်းတရားနဲ့နေထိုင်ခြင်းလို့အတိတ်ပဲရတယ် ကိုချင်းတရားကိုကျင့်သုံးပြီးနေထိုင်ခြင်းလို့ဥပ္ပုအစာမစားရုံတက်တက်မဟုတ်ဘူးလူတွေကညနေစာထမင်းမစားတာလေးကိုဥပ္ပုလို့ထင်နေတာနော်ခိုးစားနေဘယ်လိုလုပ်အဲ့တော့ညနေစာလေးဥပ္ပုမစားတာကိုဥပ္ပုခေါ်တာမဟုတ်ဘူးနော်ကိုစောင့်တည်ထားတဲ့ကိုချင်းတရားကိုရဲ့ဘောင်းတောင်းလောက်ထားတာပေါ့လေထိတ်ထန်ထားတာ ီကနေ့ဖြင့်ငါဘာမလုပ်ဘူးဘာမလုပ်ဘူးဘာလုပ်တာကရှောင်းမယ်ဆိုတဲ့အဲ့ဒီရှောင်းခြင်းနဲ့အချက်တွေကိုလိုက်ကြည့်စစ်ပါတိလဥပုံဆောင်ထားတယ်ဆိုတော့လိုက်ကြည့်ဒီကနေ့သူများတဲ့တတ်ခြင်းမှရှောင်းမယ်သူများဥစ္စာခိုးခြင်းမှရှောင်းမယ်မမြတ်သောမေရုံခြင်းမှရှောင်းမယ်ဆိုတဲ့ဒီကျင့်စဉ်တွေကိုလိုက်ကြည့်မယ်လို့ဆိုလို့ရှိရင်ယန္နာပုဂ္ဂိုလ်တွေကျင့်တဲ့အချက်တွေဒါတွေကတာမန်ပုဂ္ဂိုလ်တွေကျင့်မှုခက်တယ်လေ အဲ့ဒါလို့ယဟနာတွေကျင့်တဲ့အကျင့်မျိုးကိုဒီကနေ့တရတားလေးတို့တွေကျင့်လိုက်ရပြီဆိုတဲ့ဟာဘလောက်မွန်မြတ်တယ်လဲတတလုံးမလုံးနိုင်တော့မှတရလောက်လုံးလိုက်တယ်ဆိုတာအလွန်မွန်မြတ်တယ်လေအေးအစာငတ်ခံရုံတက်တဲ့ဥပုသ္ဆောင်တာမဟုတ်ဘူးအစာမစားဘူးဆိုတာဟာ ဘုရားဘာသာရေးအစာမစားဘူးဆိုတာအငတ်ခန္ဓာမဟုတ်ဘူးမနဲ့မှာဝါအောင်စားထားတာဆက်နှစ်နိုင်ဟိုဘက်မစားဘူးဆိုတာဘာလို့မအိတ်ချင်တော့ဘူးအစာအတွက်အလုံးမရှုပ်တော့ဘူးအလုံးမရှုပ်တော့ဘာလို့လုံးတရားနှလုံးသွင်းနိုင်တယ်ပို့ပြီးတော့စိတ်ထဲကစိတ်ရဲ့အညစ်အကြေးတွေကိုတန်ရှင်းအောင်လုပ်နိုင်တယ်ဩတရားနှလုံးသွင်းခြင်းဖြင့်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုတန်ရှင်းရေးလုပ် အဲ့ဒါဟာတကယ်ဥပုဘ်ရဲ့အနှစ်သာရအဲ့တော့သူလည်းဥပုဘ်ဆောင်တယ်ကိုလည်းဥပုဘ်ဆောင်တယ်ပြောမယ်ဆိုလို့ရှိရင်အနှစ်သာရချင်းတူရလားတိုက်ချီပေါ့အဲ့မတူဘူးဆိုလို့ရှိရင်အတန်သာတူတာအဲ့ဒါကြောင့်မလို့သာသနာတော်မှာဒီဗုဒ္ဓမြတ်စွာရဲ့သာသနာကိုနေယဏိက သာသနာလို့ခေါ်တယ်လောက်ရင်လောက်တဲ့အတိုင်းဖြစ်တဲ့သာသနာ ဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့သာသနာရဲ့အနှစ်သာရကိုသိဖို့အမြဲတမ်းအရေးကြီးတယ်ပေါ့အနုမို့ဆိုလို့ရှိရင်အနှစ်သာရကိုမသိလို့ရှိရင်ဒီကနေ့ခင်မှာဘာသာတရားတွေရောရောင်ပြီးတော့ဟိုလူကလည်းဒါဒီလူကလည်းဒါဆိုဟုတ်လို့ထင်းနေတာကြတယ်ပေါ့မတည်ဘူးသူတို့မှလည်းဖျားရှိတယ်သူတို့မှလည်းတရားရှိတယ်သူတို့မှလည်းတန်ခါရှိတယ်ဘုံကြီးရှိတယ်နဲ့ဆိုပြီးတော့ဟုတ်ကလား အေတူလားလို့ဆိုရင်အလွန်ကွာခြားတယ်အနှစ်သာရချင်းဒါကြောင့်မလို့အတန်တူပြီးတော့ဒီလိုအနှစ်သာရချင်းမတူတဲ့အခြေအနေတွေကိုအခုမှပြောပြရတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကလည်းပဲဒီလိုပဲလို့လဲတူတူပါပဲလို့ပြောဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဆိုတာကိုယုံကြည်လိုက်တာနဲ့တပြိုင်နက်ပြဿနာတွေကပိုရှုပ်တယ် ဘလို့ပိုလျှောက်လာလို့ဆိုတကူရှင်ကဖန်ဆင်းလို့လူဖြစ်လာတယ်ကမ္ဘာလောကကြီးကိုဖန်ဆင်းတယ်ဆိုလို့ရှိရင်တကူရှင်ဟာအကျဉ်းတရားရှိသလားပညာတရားရှိသလားကြည့်အောင်အကျဉ်းတရားရှိမယ်ဆိုရင်တရားဝါရီကောင်းစားဖို့ပဲဖန်ဆင်းပြရနော်တရားဝါရီကောင်းစားဖို့ပဲဖန်ဆင်းပြရတရားဝါရီကိုတန်ခတ်တယ်ဆိုတာမလုပ်ရဘူး ကျင့်တရားရှိမိမိဖန်ဆင်းထားတဲ့တရားတွေပျော်ရွှင်ချမ်းမြေ့အောင်တဏှီတည်းဖန်ဆင်းပေးဖို့ဆိုပါစို့ဖန်ဆင်းတာမဟုတ်တော့မှပဲကိုယ်အိမ်မှာဖြစ်လာတဲ့ကိုယ်သားသမီးတွေပေါ်မှာမိဘတွေဟာတူညီသောမေတ္တာထားနိုင်ကြတယ်နော်ဘယ်သားဘယ်သမီးပဲဖြစ်စေအလုံးတည်ယူတရားပြုစုပြီးကိုယ်သားကိုယ်သမီးကြီးပွားစေခြင်းနဲ့ဆန္ဒရှိတယ် ဲ့ဒါလိုပဲတကိုးရှင်ကဖန်ဆင်းလိုက်တဲ့သာသမီတွေတို့ပြောအဲ့သာသမီတွေမှာလိမ္မာတဲ့သာသမီတွေရှိမှပဲမိုက်တဲ့သာသမီတွေရှိမှဘယ်သာသမီပဲဖြစ်ဖြစ်ရှင်နာမှုတစ်ခုတည်းနဲ့ကောင်းစားအောင် သူဖန်ဆင်းမှတော့ဒီမကောင်းတဲ့စိတ်ပေါ်တဲ့သာသမီကိုလည်းကောင်းတဲ့စိတ်ပေါ်အောင်ဖန်ဆင်းလိုက်တာပေါ့နော်မလှတဲ့သာသမီကိုလည်းလှအောင်ဖန်ဆင်းလိုက် ပညာမတတ်တဲ့သာသမီကိုလည်းပညာတတ်အောင်ဖန်ဆင်းလိုက်ပါပေါ့ဖန်ဆင်းနိုင်တယ်ဆိုမှတော့အကုန်ဖန်ဆင်းရုံပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ဖန်ဆင်းနိုင်ရတဲ့နဲ့လူချင်းတူပါလေရတဲ့နဲ့တချို့ကြတော့အယုတ်ဆိုးအကြည့်တန်းကြီးဖန်ဆင်းလိုက်တယ်အာဖရိကတိုက်သားတွေကြတော့မဲချုပ်နေအောင်ဖန်ဆင်းထားတယ်နော်ဥရောပလူတွေတော့ခါရဖြူနီစာကြီးတွေဖြစ်အောင်ဖန်ဆင်းလိုက်တယ် ဗမာတွေကျတော့ချောချောလောလောမောက်လှလှပါပါဖြစ်အောင်ဖန်ဆင်းလိုက်ပြန်အဲဒီတော့သူဖန်ဆင်းတာဗမာတွေကတော့ဂျင်နာကောင်းဂျင်နာလေးပဲအာဖရိကတွေကဂျင်နာချင်မချင်နော်တွေးကြည့်တာပါ တွေးကြည့်တာဂျင်နာမှာပေါ့အဲဒီပဲချမ်းသာတဲ့လူတွေကဂျင်နာမှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကဂျင်နာနိုင်ဘူး သူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်နေပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြင်ညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ်အာလူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်တယ်အဲ့တော့ မကောင်းရင်ကောင်းအောင်ပဲဖန်ဆင်းပေးပေါ့ဖန်ဆင်းနိုင်တယ်အပဲတကူရှိတယ်ဆိုလို့ရှိရင် မကောင်းတဲ့လူကိုကောင်းအောင်လုပ်ပေးလိုက်စိတ်တူရတဲ့လူကိုစိတ်ရှိအောင်ဖန်ဆင်းပေးလိုက်ဒေါသကြည့်တဲ့လူကိုဒေါသမကြည့်အောင်ဖန်ဆင်းပေးလိုက်အဲ့လိုလဲလုံနိုင်စွာရှေ့တဲ့နဲ့ဘာလို့လုပ်ပေးလဲမေးစရာရှိလာတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားကဘာကိုဝေဖန်ထောက်ပြပေးတယ်လို့ဆိုလို့ရှိရင် ဖန်ဆင်းရှင်ကဖန်ဆင်းတယ်လို့ဖန်ဆင်းလို့ဖြစ်ရတယ်လို့ဆိုတဲ့အတွေးခေါ်အတိအမြင်ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့တဲ့ကိုကိုယ်တိုင်လှုပ်တဲ့ကိစ္စမလှုပ်တဲ့ကိစ္စရွေးချယ်ဖို့ရအထိပ္ပယ်မရှိတော့ဘူးဘာဖြစ်လို့လဲဆိုရင်ဖျားသခင်လိုတော့ကြပဲဖြစ်ရမှာပဲကိုယ့်အကူရွေးချယ်သွားစရာမလိုဘာပဲဖြစ်ဖြစ်သူ့လိုတော့ကြအတိုင်းပဲသူ့ဖန်ဆင်းတာကို ကရဏီယကရဏီယဆိုရယ်လှုပ်တဲ့နဲ့ကိစ္စနဲ့မလှုပ်တဲ့နဲ့ကိစ္စဆိုရဟာလူတွေကကိုယ့်ဟာကိုယ်ရွေးချယ်နေကြရင်အဓိပ္ပာယ်မရှိဘူးရွေးချယ်စရာမလိုတော့ဘူးလူဆန္ဒဆိုရလဲအသုံးမဝင်တော့ဘူးဆန္ဒအားလျော်ဆိုတာကျိုးပန်းအထောက်မှုဆိုရလဲအသုံးမဝင်တော့ဘူးအချိန်တန်လို့ရှိရင်ဖန်ဆင်းရှင်ကနေသူစီမံတာခံရမှာပဲဖြစ်တယ်အဲဒါကြောင့်မို့လို့ လူရဲ့လုံလဝီရိယအသိပညာဆန္ဒတို့အသုံးမဝင်တော့တာဖြစ်သွားနိုင်တယ်စဉ်းစားလိုက်မယ်ဆိုလို့ရှင်လူတွေဟာဘဝရလာတဲ့အခါမှာအယောင်းဝယ်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်နော်တရဝါဒီအသက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရှိတယ်မကောင်းတဲ့ဒုစရိုက်တွေနဲ့အသက်မွေးတဲ့ပုံကိုယ်တွေရှိတယ်ရွှေငွေရောင်းချပြီးအသက်မွေးတဲ့ပုံကိုယ်တွေရှိတယ် အဲ့ဒါဆိုလို့ရှိရင်ရွှေဆိုင်ဖွင့်ပြီးတော့ရွှေရောင်ရတာလေဘုရားသခင်ဖန်ဆင်းလို့လားတကူးရမြဖြစ်ပြီးတော့သူများပစ္စည်းကိုလူယူတိုက်ခုတ်ကိုစ조사တာလေဘုရားသခင်ဖန်ဆင်းလို့လားအဲ့တော့ဖန်ဆင်းပြီးရင်လည်းထောင်ထဲကြာတော့လည်းပဲဘုရားသခင်ဖန်ဆင်းလို့ထောင်ချတယ်တရားသူကြီးကချတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်တရားသူကြီးကထောင်ချတာမဟုတ်ဘူးအပြစ်ကထောင်ချတာမဟုတ်ဘူး ဘုရားသခင်က ထောင်းချတယ်ဆိုပြီးပြောเสียအပြစ်အနာစာတွေအများကြီးဖြစ်လာစဉ်းစားเสียတွေအများကြီးဖြစ်လာအဲ့ဒါမြတ်စွာဘုရားစဉ်းစားပြဘုရားသခင်ဖန်ဆင်းလို့သူ့တဲ့တန်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့သူများဥစ္စာခိုးနေရတယ်ဘုရားသခင်ဖန်ဆင်းလို့ဇာကူရီဘဝရောက်နေတယ်ဘုရားသခင်ဖန်ဆင်းလို့လူလိန်လူခေါင်းဖြစ်နေရတယ်ဘုရားသခင်ဖန်ဆင်းလို့ မွေးရစီဝါးတွေသုံးနေရတယ်ဆိုအတိပဲမျိုးတွေဖြစ်ကုန်ရောအဲ့ဒါလို့မစီလျော်တဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒါဟာမှန်ကန်မှုမရှိဘူးတကယ်ကတော့လူ့ဘဝရလာတယ်ဆိုတာဟာဘယ်သူမပြုတ်မိမိမှုမိမိကိုယ်တိုင်လုတ်ခဲ့တဲ့အတိုင်းလူတွေဟာ ကိုလှုပ်တာကိုရကြတာသာဖြစ်တယ်။ကိုလှုပ်တာကိုရတယ်ဆိုဟုတ်တယ်ကိုအသက်မွေးဝမ်းကြောင်းမုံဖို့ပြီးအသက်မွေးမယ်။ရွှေရောင်ချပြီးအသက်မွေးမယ်။စတိုးဆိုင်ဖွင့်ပြီးအသက်မွေးမယ်။တကုတ်ကိုလှုပ်နေကိုလှုပ်နေကြတာပဲလေ။ကိုဝါသနာပါရလှုပ်ကြတာ။ပြီးတော့အလုတ်မကောင်းဘူးဆိုရယ်ပြောင်းလို့ရတယ်လေ။ဖန်ဆင်းထားရင် ပြောင်းလို့မရတော့ဘူး။ဖန်ဆင်းကြတယ်ဒီတိုင်းဖန်ဆင်းလိုက်တာဆိုတော့ပြောင်းမရ။အခုကပြောင်းရတယ် ကိုဒီလုံမကြိုက်ဘူးဆိုနောက်တလုံးပြောင်းရတချို့ဆိုဆရာဝန်တင်းတန်းတက်ပြီးတော့ဘွဲတွေဗါတွေရပြီးတော့ဆရာဝန်လုံမစားခြင်းတို့တခါဈေးရောက်စားတာတွေလည်းပြည့်အဲ့တော့ဘုရားသခင်ကလွတ်လွတ်မမဖန်ဆင်းလိုက်သလားမသိဘူးအဲ့ဒါကြာနော်မင်းဆရာဝန်ဈေးကြောင်းတော့တက်ဒါပေမဲ့မင်းဆရာဝန်မလုံးနဲ့လို့များဖန်ဆင်းလိုက်သလားအဲ့ဒီလိုတွေစဉ်းစားစရာတွေဖြစ်ကုန်တယ်ဘောနော်တကယ်ကတော့လူတွေဟာကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်လုံနေကြတာဆိုတာထင်ရှားတယ် ကိုယ်ဆုံးပြကြတယ်အဲ့တော့မြတ်စွာဘုရားကကမ္မသကတာတမဒိဋ္ဌိဒုဗ္ဗာရလာတယ်ဆိုတာတဲ့ကိုလုံးထာအောင်မို့ဆိုလေးရှိတယ် we are our own architect ကိုဘွားကိုကိုပဲဖန်တင်ဖန်ဆင်းလာအဲ့ဒီအယူအဆအယူအဆအမြင်ကိုဘုန်းကြီးတို့တော့အလွန်ကျေနပ်တယ် ။ဘာဖြစ်လို့လုံးစဲ။ကောင်းလဲကိုကိုမှတောင်းအောင်ရှိတယ်။မကောင်းလဲကိုပဲတောင်းအောင်ရှိတယ်။အလုံးကိုလွတ်လပ်တယ်။အလုံးကိုလွတ်လပ်တယ်။ကိုဘာဖြစ်ချင်တယ်လဲဖြစ်အောင်လုပ်။ကိုဘာကြိုက်တယ်လဲကြိုက်တာလုပ်လို့ရ။လူတွေကမသေးခင်လည်းပဲဒီလိုပဲယူရကြတာပဲလေ။ယူရကြတာ။ကိုကြိုက်တဲ့ပညာသင်တယ်ကိုလှုပ်ချင်တဲ့လုပ်ငန်းလှုပ်ကြတယ်။လှုပ်ကြတာ။ကိုယ့်ကိုယ်ရွေးချယ်မှုနဲ့သွားကြတာပဲဖြစ်တယ်ပေါ့ အဲ့တော့ဘဝမှာလည်းပဲကိုယ့်ကိုရွေးချယ်လို့ရတယ်။မြတ်စွာဘုရားကအကြောင်းနဲ့အကျိုးဟောတာလားဖြစ်လို့ဒါနကောင်းမှု လုပ်တဲ့ပုဂ္ဂိုလ်တွေဟာဟိုဘဝကျတော့ချမ်းသာကြွယ်ဝမယ်။သီလကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာချမ်းသာမယ်သက်ရှိမယ်။နော်ဒါနသီလပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကလူ့ဘဝလူချမ်းသာကိုရတယ် လွန်လွန်ကဲကဲတဏှတိလာကိုလုတ်ပြီးဆိုရင်နတ်ဘဝကို ရောက်တယ်နတ်ပြည်ရောက်ပြီးတော့ချမ်းသာမယ်တမထကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ချင့်မယ်ဆိုရင်ပြမဘုံရောက်တယ်ကဘာကြအောင်ကဘာပေါင်းများစွာကြအောင်အသက်ရှိတယ်ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်တဏှေယောကလွတ်မြောက်တယ်ဆိုတော့သူကျင့်စဉ်နဲ့သူအကြောင်းနဲ့သူဟာသူတူခေါ်တယ်ဘယ်သူကမှဖန်ဆင်းတာမဟုတ်အဲ့ဒီလိုလွတ်လပ်တယ် ကိုကြိုက်တာကိုလုံးလို့ရဖျားဖြစ်ပြီးတော့တရားဝါဒီကိုကက်တင်ခြင်းနဲ့ပဲဖျားစုပန်ပြီးပါရမီဖြစ်ဖြစ်တယ်နော်အေးဖျားမဖြစ်ဖျားဖြစ်ရမှာပါရမီဖြစ်ရမှာကြောက်တယ်အဲ့ကတာဝကလောင်းဆိုတော်ပါပြီဆိုရင်လေပါရမီဖြစ်တယ်ဖျားမဖြစ်ခြင်းမူဖျားအဖေအမေဖြစ်ခြင်းနဲ့ဆိုတော့ပါရမီဖြစ်လို့ရအဲ့ဒါလို့ပေါ့ အမျိုးစုံကိုကြိုက်တာကိုကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိ ကိုကြိုက်တာကိုရွေးချယ်ကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိတာဘယ်လောက်ချိန်နေစက်နော်အခုကိမှာဆိုလို့ရှိရင်ကိုကကိုမရွေးချယ်ခွင့်မရှိတာတွေဟာရှိသေးတယ်ကိုကြိုက်တာကိုရွေးချယ်ခွင့်မရှိဘူးဆေးချောင်းတက်ခြင်းနဲ့အမှတ်က300လောက်400လောက်ဖြစ်တယ်ရွေးလို့မရဘူးညာနော် အင်းကြီးနေရဝင်းကြီးနဲ့မှတ်နေနေရွေးလို့မရပြန်ကိုကြိုက်တာတောင်းပါပဲလူဘွားရွေးလို့မရတာအများကြီးရှိအဲ့တော့ဒီကံတရားနဲ့ပတ်သက်လာလို့ရှိရင်ကိုကြိုက်တာကိုရွေးလို့ရလုံးဝစံဝဲအမှတ်နဲ့ချိန်ဆက်ထားတာမရှိနော်ကိုကြိုက်တာကိုရွေးကိုကြိုက်တာကိုရွေးပြီးတော့အလုတ်ပဲလှုပ်ဖို့လိုတယ်ပညာတကြီးဖြစ်ချင်တယ်ဆိုလို့ရှိရင်ပညာပါရမီဖြစ်ပညာပါရမီဖြစ်ရအောင် သင်ကြရမယ်ပညာတကယ်ကိုတကူရှင်ကြီးဖြစ်ခြင်းနဲ့ဆိုတကူရခြင်းအကြောင်းတရားတွေကိုလို့ဒီလိုဆိုလို့တာပေါ့နော်အဲ့တော့ကိုယ်ကိုချုံးမောလှပခြင်းနဲ့ဆိုလို့ရှိရင် ပြုံပြုံနေနေစိတ်မဆိုးနဲ့နော်စိတ်ဆိုးရင်လူဟာစိတ်ဆိုးရင်အယုဆိုးကြည့်တတ်တယ်လေဒေါသထွက်လာလို့ရှိရင်လူဟာနှုတ်ခမ်းကြီးဆူတာချောတဲ့လူတောင်မှပဲ စိတ်ဆိုးရင်အလှပြက်သွားတာပဲဒါကတဘာဝเนาะခဏခဏစိတ်တို့လို့ရှိရင်အဲ့ဒီပုံစံကြီးဖြစ်လာတာဒါကြောင့်မို့ထန်ပြင်းဒေါသကြည်လွန်ကအလှပြက်ပြီဆိုစိတ်တို့ရတဲ့လူဟာဖြစ်လျာဘဝမှာမျက်နှာကြီးကထန်ထန်ကြီးနဲ့ဟောဟုတ်လားမျက်နှာပုတ်ကြီးနဲ့ဖြစ်တတ်တယ်တဲ့ အဲ့ဒါအစားရေဒေါသမရှိဘူးအလုံးစုံပြုံးပြုံးရှင်ရှင်ခင်ခင်မင်မင်နေတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီကြည်လင်တဲ့မျက်နှာနဲ့ပဲဘဝမှာဖြစ်တယ်ဟောသူလုခဲ့တဲ့အတိုင်းသူဖြစ်တာလေအဲအသားဖြူခြင်းနဲ့ဆိုလို့ရှိရင်တချို့ကအသားဖြူခြင်းလို့ဖြောင်းနိုင်လှူတယ်အဲ့ဒါတော့သိမစီဆိုင်ဘူးတမန်တော်အသားဖြူခြင်းလို့ဖြောင်းနိုင်လှူတာလေ တချို့တကမာကြီးတွေကြံ့ကြံ့ဖမ်းမှာအဲ့လိုလုပ်တယ်။ဖျောင်းနိုင်လူတာတောင်ရိုးရိုးလူအသားဖြူခြင်းတော့ထုံးလူပါလားဆိုထုံးတော့မလူဘူး။အဲ့တော့အဲ့ဒါဆိုလို့ရှိရင်မိသွေးလူလို့ရှိရင်သားမဲမယ်ဆိုပုံစံဖြစ်။အဲ့ဒါလူလည်းမဟုတ်နိုင်ဘူးနော်။အတုံးကတခြားစီဘူး။တုံးကတခြား။ဆိုလိုရင်းက အသားဖြူတာဟာချောမောလှပခြင်းနဲ့မှပါတယ်ဆိုလို့ရှိရင်မေတ္တာရှိတဲ့မျက်နှာရှင်ဟာချောမောလှပမှာဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာ ဖြစ်နေရဘဝမှာဒီရုပ်ဆိုးจิตတံဒီဘဝမှာဒါနကောင်းမှုလုပ်လို့ရှိရင်နောက်မှမှချမ်းသာကြွယ်ဝလူဖြစ်တယ်မလူရဲ့မတန်းရဲ့နှမျောဖက်နေတဲ့ပုဂ္ဂိုလ်ဒီနောက်ဘဝကျစားရမယ့်မဲ့တောင်းရမယ့်ဖြစ်တယ် ဒီဘဝပညာမသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝလည်းပညာတတ်ဖို့ခက်ခဲတယ်။ပညာသင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝပညာတတ်နိုင်တယ်။သူများအသက်မတတ်တဲ့ပုဂ္ဂိုလ်သည်နောက်ဘဝအသက်ရှိ။သူများအသက်တွေတတ်ပြီးတော့အသက်ရှိပါစေဆုတောင်းလို့လည်းမရဘူး။အသက်တိုတတ်တယ်။သူများကိုနှိပ်စက်ညှဉ်းပန်းတဲ့ပုဂ္ဂိုလ်သည်တစ်ဖက်သားခံရသလိုသူတို့ရောဂါဝိရဏတွေဖြစ်ပြီးတော့ဖြစ်တယ်။မွေးရေးဆေးဝါးရှောင်တဲ့ပုဂ္ဂိုလ်ဟာ နောင်မွားမှာအယူအနှံမဖြစ်ဘူးမူရဲ့ဆေးဝါးသုံးဆွဲလို့ရှိရင်မူးတယ်ဆိုတာမူးတယ်ဆိုရဲအယူဖြစ်တာပဲလေအဲ့ဒီမူရဲ့ဆေးဝါးသုံးပြီဆိုရင် နောင်မွားမှာအယူအနှံသွားဖြစ်တယ်တော့အဲ့ဒါလို့သူ့အကြောင်းနဲ့သူ့အကျိုးကြည့်လိုက်တဲ့အခါကျတော့ကိုကိုကိုကောင်းစားခြင်းနဲ့ဆိုရင်ကိုကောင်းတဲ့အလုပ်ပဲလုပ်ဖို့လိုတယ် အဲ့ဒါအလွန်ကိုလွတ်လပ်လို့အလွန်ချိန်တတ်တယ်ဘုန်းကြီးတို့လွန်ချိန်တတ်တယ်အဲ့လိုမဟုတ်ဘဲနဲ့တဏ္ဍာရဘုရားသခင်ကဘယ်တော့မှမလဲဆိုတဲ့ညနာလေးမော့ပြီးမျောနေရမယ်ဘုရားအလွန်ဆိုးတယ်ဘုရားပဲဟုတ်သူစိတ်သူစိတ်ပါမှာဖန်ဆဲမှာ စိတ်မပိုင် ပြစ်ထားလဲကိုခံရမှာဘာလုပ်လို့မရဘူးဟုတ်အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားကြတော့အဲ့တော့ကိုလုထာကိုရတယ်ဆိုတော့ကိုယ့်ကိုကြိုးစား ကိုယ်ကိုကြိုးစားလို့ရှိရင်ကိုကြိုးစားတဲ့အတိုင်းဖြစ်လာဝီရိယရဲ့အကျိုးရှိလာဒါမှမဟုတ်ဗမာစကားမှာလည်းကြိုးစားကဖရတောင်ဖြစ်တယ်ဆိုတာရှိတယ်ပေါ့အဲ့ဒါဟာဉာဏ်ဖွဲ့ရအကောင်းဆုံးအဲ့ဒါကမ္မတက္ကတာသမာဓိဋ္ဌိဆိုရဲကံကံဤအကျိုးပေါ်မှာမိခူရှုမြင်တတ်တဲ့အတိညာဟာဘလောက်ထိအောင် လူတွေရဲ့ဘဝကိုအထက်တန်းကိုရောက်သွားစေနိုင်တယ်လဲဆိုတာစဉ်းစားကြည့်ပေါ့ ဒါမို့မြတ်စွာဘုရားကကံကံဤကျိုးကိုယုံကြည်လက်ခံခြင်းသိမြင်ခြင်းဆိုတဲ့ကမ္မတက္ကတသမ္မာဒိဋ္ဌိဟာမှန်ကန်တဲ့အမြင်တစ်ခုဖြစ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ကိုခြေခံပြီးတဏ္ဍာကောင်းမှုသီလကောင်းမှုလုပ်ခြင်းအပြင်ဒုရယာချမ်းသာဒုက္ခရကြတယ်ဆိုတာကိုအတိအကျဟောထားတာဖြစ်တယ်